Katy Perry တယောက်ကတော့အချစ်သက်တွေ့သွားပြန်ပါပြီ။ဒီတခါ Katy တွေ့နေတဲ့သူကထူးထူးခြားခြားနိုင်ငံရေးလောကတွေကလို့ပါ။တိတိကျကျပြောရရင်နိုင်ငံခေါင်းဆောင်ဖြစ်ခဲ့ဖို့သူပါ။သူကတော့ကနေဒါနိုင်ငံဝန်ကြီးချုပ်ဟာ Justin Trudeau ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်တင်းနေတယ်ဆိုတော့အတင်းအဖြစ်တွေကတော့ထွက်နေတာနည်းနည်းကြပါပြီ။ confirm ဖြစ်တာကအခုဒီကြပိုင်းမှာ confirm ဖြစ်သွားတာပါ။ ဘယ်လိုမျိုးလဲဆိုတော့ပဲရစ်မှာသူတို့နှစ်ယောက်လူမြင်ကွင်းမှာလက်ချင်းတွဲပြီးထွက်လာကြလို့ပါပဲသူတို့ချစ်သူတွေဖြစ်နေပြီဆိုတာအားလုံးကိုတရားဝင်ချပြလိုက်လို့ပါပဲ Happy birthday! Happy birthday! Joyeux anniversaire, Cathy! Ouais, ça s'est bien passé, enfin, vous êtes très excités! Happy birthday! for you, Katie. This is the roses for you. Of course. Thank you. Can you please? သူတို့နှစ်ယောက်ကနေဒါကစားတော့ဆိုင်တဆိုင်မှာအတူရှိနေတဲ့တဲ့ရင်တက်လာပြီးကလေးကသူတို့ညီနေသလားဘာလားဆိုတာလူပြောစရာဖြစ်ခဲ့ပါတယ်။ Justin Trudeau ဟာကနေဒါမလုပ်တဲ့ Katy Perry ရဲ့ဖျော်ဖြေပွဲကိုလည်းတွားကြည့်ခဲ့ပါသေးတယ်။တက်ချင်းတွေတော့လိုက်ဆိုခဲ့ပါတယ်။ အဲ့ဒီတော့ကသူတို့တွဲနေပြီဆိုတာ confirm မဖြစ်သေးပါဘူးသူတို့ကိုလက်ချင်းတွဲမြင်ရတဲ့နေ့က KD Perry ရဲ့အသက်40တနှစ်ပြည့်မွေးနေ့ဖြစ်နေပါတယ် KD ဟာသူ့ရဲ့မွေးနေ့ကို သူ့ချစ်တဲ့သူနဲ့ဆယ်နွယ်လိုက်ပုံပါပဲတကယ်တော့ KD Perry ကမကြသေးခင်ကလန်ဒန်ရှိုးပွဲမှာခရေကသူ့ရဲ့လက်ရှိအချစ်ရေးကို အရေးမွတ်ပြပြောသွားတာပါအဲ့ဒီခရေကတည်တဲ့သူလဲတည်လိုက်ကြမယ်ထင်ပါတယ် ရှိုးဝဲမှာပရိသတ်အုပ်ထဲကပရိသတ်တို့က KDB ရီကိုလက်ထပ်ဖွင့်တောင်းတော့သူဘလို့တုတ်ပြန်လိုက်တယ်ထင်လဲရှင်သာ48နာရီလောက်စောပြီးလက်ထပ်ဖွင့်တောင်းခဲ့ရင်ကောင်းမှာပဲလို့ KD ကနောက်ပြောင်ဖြေခဲ့ပါတယ်။သူအချစ်တဲ့ရနေပြီဆိုတာကို တနည်းအားဖြင့်တွေ့ဝိုက်ပြောလိုက်တဲ့ပုံမျိုးပါပဲ။ဒီတော့ Justin Trudeau နဲ့တွေ့မခုခင် KD Berry ရဲ့အချစ်ရေးကို ပြန်ကြည့်ရအောင်။ ကီဒီဘယ်ရီဟာတရုတ်ဆောင် အော်လန်ဒိုဘလူးနဲ့အာစ်တက်တန်းကြာခဲ့ပါတယ်။ဆယ်စုနှစ်တခုထောင်ကြာခဲ့ပြီးဒေစီဆိုတဲ့တမိလေးတယောက်ရခဲ့ပါတယ်။2019ဖလက်တိုင်းဒီမှာတော့သူတို့စစ်ဆက်လိုက်ကြသေးတာပါ။2020အကုန်မှာတမီလေးဒေစီကိုမွေးလာလို့အခုဆိုကလေးရဲ့အသက်က9နှစ်ရှိနေပါပြီ2025ကျော်မှာသူတို့လန့်ခွဲလိုက်တဲ့သတင်းထွက်လာပါတယ် ကလေးကိုတော့ KD နဲ့ Orlando Bloom တို့ကမိဘတာဝန်တွေခွဲယူပြီးအတူတူအုပ်ထိုင်ကြပါမယ်။ဒါဆို True တို့ကရောလူလူတယောက်လားဆိုတော့မဟုတ်ပါဘူး။2015ကနေ2025ခုနှစ်အထိကနေဒါဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ Justin Trudeau ဟာ2023ခုနှစ်နွေရာသီမတိုင်ခင်အိမ်နောက်တဲ့ဖြစ်ပါတယ်။နောက်မှကွာရှင်းလိုက်ကြတာပါ။အဲ့ဒီအိမ်နောက်နဲ့လဲသာသမီသုံးယူရခဲ့ပါတယ်။